တစ်နှစ်တောင်လုံးမှာကျွန်တော်တို့ကလည်းခါလာအရင်ပြောင်းလောက်ခဲ့ပြီလေ notification တစ်ချက်ဝင်လာနဲ့ဘလုံးလုံးနေရာရပ်သွားခဲ့အောင်ပြန်ဒီနေ့ခေတ်မှာကျွန်မတို့အအောင် subscribe မှာအဖို့တန်ဆုံးဒါပေမဲ့ဖြစ်စည်းတန်ဆုံးအရာဖြစ်နေပါလေဒီပညာတွေကကျွန်မတို့အဆက်မပြတ်ဆွဲဆောင်နေလို့ပါဒါပေမဲ့ကျွန်မတို့အအောင်ပြန်စုစည်းနိုင်မယ့်စိတ်ကိုနေသက်စေမယ့်ရိုးရှင်းတဲ့နေရာတခုရှိပါတယ်အဲ့ဒါကတော့ရည်ရွယ်ချက်ရှိရှိစဖက်ခြင်း သူမဟုတ်သတိပဋ္ဌာန်လေးစပတ်ခြင်းပါဒီနေ့ဗီဒီယိုမှာစပတ်ခြင်းအပြင်ကျမတို့ရဲ့စိတ်ကိုပုံမူငြိမ်သက်အောင်ပုံမူသတိပဋ္ဌာန်ပွားများအောင်ဘယ်လိုလေ့ကျင့်နိုင်မလဲဆိုတာလေ့လာသွားပါမယ်ရှင်စပတ်ခြင်းဆိုတာမျက်လုံးနဲ့အစာလုံးတွေပေါ်ဖြစ်သွားတာမျိုးတသက်မဟုတ်ပါဘူးအဲ့ဒါကပစ္စုပ္ပန်တက်တက်မှာတည်ရှိနေတဲ့သတိနဲ့ပြည့်ဝနေတဲ့အခိုက်အတန့်တစ်ခုဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဘာကြောင့်စပတ်တာစိတ်ကိုအေးချမ်းစေတဲ့လေ့ကျင့်တစ်ခုဖြစ်လာတယ်လဲဆိုတာကြည့်လိုက်ရအောင် ပိုင်းနဲ့ဘာကြောင့်လဲစာဖတ်ခြင်းဒီသတိပဋ္ဌာန်ဖြစ်တယ်။ mindfulness တယ်ဆိုတာသင်ရိုးရိုးစာဖတ်နေရတဲ့ပုံပါပဲ။စာဖတ်နေရခိုင်ကြမှာအုံနောက်ကိုနေချင်ပြနေတာပါ။ social media feed တွေကိုကြည့်ရတဲ့အခါကျမတို့ရဲ့အုံနောက်ကသတင်းချက်တွေကိုမြဲမြဲဆက်ဆံဖြတ်တန်းတော့ဖို့ပဲနေချင်ထားပါတယ်။စာဖတ်တဲ့အခါမှာတော့ဒီလိုမဟုတ်ပါဘူး။မဆိုင်တော့ဆူဆိုင်မှုစာတော့ဖတ်တဲ့အခါသင်စိတ်ကအစာရေးသူရဲ့စကားလုံးတွေအတွေးပုံတွေတော့ဖြည်းဖြည်းချင်းလိုက်တော့ပါတယ်။ ဒါတင့်ရဲ့အာရုံစူးစမ်းမှုတက်တာ focus မှာစေဦးတက်မှာစေပါတယ်စိတ်ပီတင်ကိုပြောကြခြင်းစိတ်ပီတင်ကိုလေ့လာချင်များရာအနည်းစဉ်မိနစ်30ကစပတ်ခြင်းကစိတ်ပီတင်မှုဟော်မုန်းတင့်တင့်တက်တာရောကြစေနိုင်တယ်လို့ဖော်ပြထားပါတယ်တင်စိတ်ကူးရဲ့ပါတစ်ခုရဲ့နှိမ်ဝင်သွားတဲ့အခါလက်တွေ့ကပါရဲ့ဖိအားတွေကလည်းခဏတာလျှောက်စေပါတယ်ရုပ်ပိုင်းဆိုင်ရာကြွားကြချက်စားတော့ကိုဂိုင်ထားခြင်းစာရက်နဲ့စာမျက်နှာလမ်းလမ်းခရီး ကျမတို့ကို Facebook ပတ်မှာပုံမူတည်ရှိစေပါတယ်။ Digital ဖန်သားခင်တွေကအကြောင်းကြားစာတွေ link တွေနဲ့အမြဲတမ်းပတ်မှုပေးနေတဲ့အားရပြန့်နှံ့မှုအရင်းမြစ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်စာပတ်ခြင်းင်းဆိုတာတနည်းအားဖြင့်မှာရိုးရှင်းစွာတည်ရှိနေတဲ့အလေးချက်တစ်ခုပါ။သင်စိတ်ကခြားနားတဲ့အတွင်းစီရောက်သွားရင်တော့စာကိုပြန်ကြည့်လိုက်တဲ့အခါ Facebook ပေါ်အလုပ်ကိုပြန်ရောက်စေနိုင်ပါတယ်။ကောင်းပြီ။ Mindful Reading ကိုလက်တွေ့မှာဘယ်လိုသုံးချမလဲ။လောဆောင်မယ်လို့ရည်ရည်လေးသုံးချဖို့လေ့လာကြည့်ရအောင်။ ပိုင်းတော့ဘလို့လုပ်လဲလက်တိကျတော့နေလက်တော့ချက်တတိကျဝင်းနဲ့တူဖန်နေပါ mindfulness ကိုလေ့ကျင့်ဖို့ဆိုရင်နောက်ဆက်ကင်းတဲ့နေရာကိုလိုအပ်ပါတယ်နောက်ဆက်ကင်းမဲ့ဆောင်ကိုဖန်နေခြင်းတင်းနဲ့ smartphone tablet tv အားလုံးကိုအတန်ပိတ်ပြီးအဝေးတစ်နေရာမှာထားလိုက်ပါစပတ်ချိန်ကိုအနည်းဆုံးမိနစ်30တတ်မှတ်ပါတတောင့်တတရှိမှုတဲ့ခန္ဓာကိုသတိထားပြီးတတောင့်တတထိုင်ပါ အပူအအေးအလင်းအောင်အားလုံးတည်တုံမှုရှိမှရှိဆက်ဆဲပါဒီလိုပြင်ဆင်မှုဟာတင်းဆက်မှုအခုကစာပတ်ချိန်လေလို့အချက်ပြပေးရတော့ပါတယ်စာပြူချင်းစံပတ်ခင်မှာမျိုးလုံးခဏခဏပြီးသုံးချိန်တော့တက်တင်းနဲ့ရှူတွန်းရှူထုတ်လုပ်လိုက်ပါဒါတင်းဆက်မှုကိုပြောင်းလဲခြင်း transition အတွက်အလွန်အစတတ်တဲ့နေရာတစ်ခုပါနိမ့်တဲ့အစာလုံးမြောက်ရတာခံပါစာပတ်နှုန်းကိုနှေးချပါ ြောင်းနာကိုနားလည်အောင်ကာယစိုက်ဖတ်ပါလက်ဖြင့်လမ်းညွှန်ခြင်းလက်ညှိုးဒါမှမဟုတ်ခဲနံတစ်ချောင်းကိုစာတမ်းအောက်မှာထောက်ပြီးဖြည်းဖြည်းချင်းလိုက်ဖတ်ပါဒါအတင်းညလုံးကိုစာတမ်းနှောင်းထဲမှာဆက်လက်တရှိနေအောင်ထိန်းချုပ်ပေးပါတယ်စာရိတ်ငွေရေးချက်ကိုတိုက်ပါကြည့်စာပတ်နေစဉ်စာရိတ်ကတင့်ကိုဘယ်လိုပုံစံမျိုးဘယ်လိုခံစားချက်မျိုးပေးနေတာလဲဆိုတာကိုသတိထားပါအတွင်းပေါ်တခုကိုမြန်မြန်ဆန်ဆန်ဖြစ်တော့မသွားပဲအဲ့ဒီပုံမှာခိတ္တရက်ပြီးစဉ်းစားပါအတွင်းမျိုးလမ်းချော်သွားပါ ။စာဖတ်နေအသိစိတ်ကအတိတ်ဒါမှမဟုတ်အနာဂတ်စီလမ်းလဲသွားရင်စိတ်မပြတ်ပါနဲ့။ဒါသတိပဋ္ဌာန်ရဲ့တဘာဝပါ။အသက်ပြင်းပြင်းတစ်ချက်ရှူပြီးသိရမျိုးလုံးကိုစာလုံးစီပြန်ဖို့ပါ။ဒါစိတ်ကိုလေ့ကျင့်ပြီးရင်လေ့ကျင့်ရတာဖြစ်ပါတယ်။ရေးချခြင်းနဲ့အမှတ်စုယူခြင်းစာပတ်နေတင်ကြက်တဲ့စာကြောင်ဒါမှမဟုတ်နားမလည်တဲ့အချက်တခုအတွင်းရေးချလိုက်ပါမဆုစာအောင်ဂျာနယ်အသုံးပြုခြင်းစာပတ်ပြီးတိုင်းစာအုပ်ထဲအဓိကယူဆ ခေကွန်ဆာတင်ကိုစပိုင်း၃နှစ်ကျော်လောက်ပြန်ရေးပါဒီနှစ်ဖတ်လိုက်တဲ့အကြောင်းအရာကငါဘဝနဲ့ဘယ်လိုသက်ဆိုင်နေလဲဆိုရင်မေကွန်ကိုပြန်မေးပါရေးချခြင်းဖြင့်စာရေးအကြောင်းအရာတွေကိုပုံမနဲ့ဆိုင်တာနားလည်စေပါတားပြင်တင့်ရထွေးကိုစာမျက်နှာပေါ်မှာပြင်ထုတ်လိုက်တဲ့အတွက်စိတ်ထဲမှာရှုပ်ထွေးနေတာတွေတက်တာသွားစေပါတယ်ဒီနည်းလမ်းသုံးခုကတင့်ရစာပတ်ချိန်ကိုအာရုံပြောင်းလဲမှုကနေ mindfulness ပွားများမှုစီကိုပြောင်းလဲပေးနိုင်ပါလိမ့်မယ်နေကအမြဲလေးချင့်ချင်နေဆက်ဖို့ စာပတ်ခြင်းနဲ့သတိပဋ္ဌာန်ပွားများခြင်းအဲ့ဒါကစာပတ်ခြင်းညာနဲ့တူပါတယ်။မြင်ရလေးခြင်းမို့လို့ပါတယ်။စစခြင်းမှာတော့စိတ်တွေလင်းမြန်သွားပြန်လို့နေအောင်ပါပါ။စာပတ်ခြင်းကိုတောင်းပန်တခုလိုမတတ်မှတ်ပါနဲ့။တက္ကိုတဲ့ဘေးရလဆောင်တခုအနားယူမှုတခုပြည့်ရှိမြင်ပါ။တင်းထဆိုင်ကုန်ဒီနေ့အစားပြီးနေ့စဉ်တင့်ရဖို့ကွန်ပျူတာအားလုံးဝင်းမှထားပြီးတင်းနေတဲ့ဆောင်းတို့ကိုမိနစ်20 mindfulness ဖြင့်ဖတ်ရှုကြည့်ပါ။စာပတ်ခြင်းအပြင်တင်ဟာကိုယ်စိတ်ကိုပြန်လည်ထိန်းချုပ်နိုင်ကြရရှိနိုင်ပါလိမ့်မယ်။ နှဆိုင်တဲ့တွေ့ခေါ်တွေလှပတဲ့ဘဝတသနာတွေကိုတင်းရင်ကိုယ်ပိုင်ဘဝနဲ့ချိန်ဆက်နိုင်မှာဖြစ်ပါတယ်။ကျမတို့ရဲ့ digital kit မှာတင်းကျင်ညှစ်စိတ်ကိုတိဆောက်နိုင်ဖို့အတွက်ဆက်ပတ်ခြင်းအပြင်စတင်နေကြကြရအောင်။ဆက်ပတ်ခြင်းအနေဘလို့အကျိုးကျေးဇူးတွေရရှိခဲ့လဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်နော်။နောက်ပြီးတော့မှကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။